ကဘာဦးချန်းခိုင်း29ကဘာဦးချန်းခိုင်း29သည်ဤဇတ်ထံမှရာကုတ်ကောင်းကြီးရယူခြင်းဖြစ်သည် အခန်းငယ်1ထို့နောက်ဤဇတ်သည်အို၍မျက်စိမှုံသည်ဖြင့်မမြင်နိုင်သောအခါတားကြီးအေးသောကိုငါသားဟုခေါ်လျင်အကျွန်ုပ်ရှိပါ၏ဟုထူးလေ၏အဘကယခုငါအိုလာပြီအဘေသောအခါငါတရားမည်ကိုငါမသိမသိမီငါဝိညာဉ်သည်တင့်ကိုကောင်းကြီးပေးမည်အကြောင်းတင်းဤလက်နှက်တီးဟုသော ်လေးနှစ်များတောင်ကိုယူဆောင်လျက်တောသို့သွား၍ငါစားစရာဖို့အမဲကောင်ကိုရောက်အောင်ရှာပြီးလျင်ငါမြင်ချက်တတ်သောအမဲဟင်းလျားကို ချက်၍ငါထံသို့ယူဆောင်ခဲ့ပါလောဟု ပြောဆို၏ထိုသို့ဤဇက်သည်တားအေးသောအားပြောဆိုသောစကားကို ရေဘက်ကကြားသည်ဖြစ်၍အေးသောသည် အမဲသားကိုရောက်အောင်တောသို့သွားချစဉ်တွင် ရေဘက်ကသည်တားရကုတ်ကိုခေါ်၍တင်းဤအဖကငါမသေးမီထာဝရဘုရား၏ရှိတော်မှာ တင့်ကိုငါကောင်းကြီးပေးမိအကြောင်းငါစားเสียအဖို့အမဲသားကိုယူခဲ့၍အမဲဟင်းလျားကိုချက်ပါဟုတင်းဤအကိုအေးတော်အားပြောသည်ကိုငါကြားပြီတို့ဖြစ်၍ငါသာငါမာထားသမျှသောစကားကိုနားထောင်ပါလောယခုစိတ်ဆုရှိရသူတော်၍ကောင်းသောစိတ်ငွေနှကောင်ကိုငါထံသို့ယူဆောင်ခဲ့ပါလောတင်းဤအဘမြင်ချက်တတ်သော အမဲဟင်းလျားကိုငါချက်မိတင်းဤအဘမသိမီတင့်ကိုကောင်းကြီးပေးမိအကြောင်း ထိုအစာကိုအဘစားစေခြင်းကသင်သည်အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။ယာကုပ်ကလည်းအကျွန်ုပ်ကိုအေးသောက အမွှေးရှိသောသူအကျွန်ုပ်ကချောမွတ်သောသူဖြစ်၏။အကျွန်ုပ်အဘသည်အကျွန်ုပ်ကိုစမ်းသက်ကောင်းစမ်းသက်လိမ့်မည်။တို့ဖြစ်လျင် အကျွန်ုပ်ကိုလှည့်စားသောသူဟု၍ထင်သည်ဖြစ်ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲကျင့်ချင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။အမိရဲ့ဘက်ကကား ငါသားတင်ခံရသောကြိမ်ကြင်အမင်္ဂလာသည်ငါ၌တင့်ရောက်ပါစေငါစကားကိုနားထောင်၍စိတ်သူငယ်တို့ကိုသာယူခဲ့ပါဟုဆိုသည့်အတိုင်းသူသည်တွား၍စိတ်သူငယ်တို့ကို အမိထံသို့ယူဆောင်ခဲ့သည်ဖြင့်အမိသည်လည်းအဘမင်ချက်တတ်သောအမဲဟင်းလျားကိုချက်လေ၏ထိုအခါရေဘက်ကသည်အိမ်တွင်မိမိလက်၌ရှိသောတားကြီး၏အဝတ်ကောင်းမွန်သောအဝတ်ကိုယူ၍တားငယ်ယာကုတ်ကိုဝတ်စီလျက် စိတ်သူငယ်ဤတရေကိုလည်းယူ၍သူဤလက်၌၎င်းလေပင်ချောသောဘက်၌၎င်းဆင်ရင်ပြီးလျင်မိမိချက်သောအမဲဟင်းနှင့်မုံကိုတားရာကုတ်လက်၌အပ်ပေ၏ရာကုတ်လည်းအဘထံသို့သွား၍အဘဟုခေါ်လေ၏အဘကငါရှိဤငါသာတင်းသည်အဘဲသူနိဟုမေး၏ရာကုတ်ကလည်းအကျွန်ုပ်ကတားကြီးအေးသောဖြစ်ပါ၏အဘမာထားသည့်အတိုင်းပြုပါပြီထား၍ထိုင်ပါ အဘိုင်းဝိညာဉ်သည်ကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်းကျွန်ုပ်၏အမေသားကိုစားပါလောဟုဆိုလေ၏အဘဣဇက်ကငါသားဤမြလောက်လင်းမြန်စွာတွေ့ရသောအကြောင်းကအဘေတို့နီဟုတာအားမေးလျင်အဘဤဖျားသခင်ထာဝရဖျားသည်အကျွန်ုပ်ရှိရာသို့ဆောင်ခဲ့တော်မူသောကြောင့်လင်းမြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏ဣဇက်ကလည်းငါသားတင်းဒီငါသားအေးသောမှန်သည်မမှန်သည်ကိုသိလို၍တင်းကိုငါစမ်းသက်စေခြင်းကား ငါထံပါတို့ချင်းကပ်ပါလို့ဟုဆိုလျင်ယာကုတ်သည်အဘထံပါတို့ချင်းကပ်၍အဘသည်စံတက်လျက်အတန်ကားယာကုတ်၏အတန်လက်တို့ကအေးတော်၏လက်ဖြစ်ပေ၏ဟု ဆိုလေ၏ထိုတို့သူ၏လက်တို့သည်အေးတော်၏လက်ကဲ့သို့အမွေးပါသောကြောင့်ယာကုတ်ဖြစ်မှန်းကိုအဘမရိပ်မိသဖြင့်ကောင်းကြီးပေးလေ၏တို့ရာတွင်တဖန်ကား တင်းဒီငါသားအေးသောစင်စစ်အမှန်ပင်ဖြစ်တော်ဟု မေးပြန်လျင်မှန်ပါသည်ဟုဆို၏အဘကလည်းငါထံပါသူတွင်ခဲ့ပါငါဝိညာဉ်သည်တင်းကိုကောင်းကြီးပေးမည်အကြောင်းငါသား၏အမဲသားကိုငါစားအံ့ဟုဆိုလျင်ယာကုတ်သည်အဘထံပါသူတွင်၍အဘစားလေ၏ဇပိရေကိုလည်းပေး၍အဘတောက်လေ၏ထို့နောက်အဘကငါသားရှင်းခဲ့၍ငါကိုနမ်းပါလို့ဟုဆိုလျင် ယာကုပ်သည် ရှင်းကဲ၍အဘကိုနမ်းလေ၏အဘဣဇက်ကလည်းသူအဝေး၏အနံ့ကိုခံ၍ကြည်ပါငါသား၏အနံ့သည် ထာဝရဘုရားကောင်းကြီးပေတော်မူသော လက်၏အမွှေးကြိုင်နှင့်တူ၏ထို့ကြောင့်ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကို၎င်းမြေကြီး၏စီဥ်ကို၎င်းများစွာသောဆန်စပါးဇပြည့်ရည်ကို၎င်းတင့်အားပေတော်မူစေတည်းသူတစ်ပါးတို့သည်တင်၌ကျွန်ခံ၍အပြည့်ပြည့်တို့သည်တင့်ရှိမှဥညွတ်ရပါစေတည်း ်တင်းဒီတင်းညီကိုတို့၌အရှင်ဖြစ်၍တင်းအမိသားတို့သည်တင်းရှိမှဥညွတ်ရစေတည်းတင်းကိုချိန်ဆသောသူအပေါင်းတို့သည်ချိန်ဆခြင်းကိုခံရစေတည်းတင်းကိုကောင်းကြီးပေးသောသူအပေါင်းတို့သည် ကောင်းကြီးကိုခံရစေတည်းဟုကောင်းကြီးပေးလေ၏ယာကုတ်သည်အဘဣဇက်ပေးသော ကောင်းကြီးမင်္ဂလာကိုခံ၍အဘထံမှထွက်သွားသောခဏချင်းတွင် အကိုအေးသောသည် မုတ်ဆိုးပြူရာမှရောက်လာ၏သူသည်လည်း မဲဟင်းလျားကိုချက်၍အဘထံသို့ဆောင်ခဲ့ပြီးလျင်အကျွန်ုပ်အဘ၏ဝိညာဉ်သည်အကျွန်ုပ်ကိုကောင်းကြီးပေးမိအကြောင်းတား၏အမဲသားကိုထား၍စားပါလောဟုဆိုလေ၏အဘဤဇက်ကလည်းတင်းသည်အဘသူနည်းဟုမေးလျင် အကျွန်ုပ်ကတားကြီးအေးသောဖြစ်ပါ၏ဟုဆိုလေ၏အဘဤဇက်သည် အလွန်တုန်လှုပ်၍အဘသူနည်းအမဲသားကိုရ၍ငါထံသို့ဆောင်ခဲ့သောသူသည်ဘယ်မှာရှိသနည်းတင်းမရောက်မီငါသည်အကုန်စင်စားပြီး၍ ူ့ကိုကောင်းကြီးပေးမိပြီ။သူသည်ကောင်းကြီးမင်္ဂလာကိုဧကံအမှန်ခံရလိမ့်မည်ဟုဆိုလေ၏။အဘဆိုသောစကားကိုအေးသောကြားလျင် အလွန်ပြင်းသောအတန်နှင့်တဲထန်စွာငိုကြွလျက်"အိုးအဘကျွန်ုပ်ကိုလည်းကောင်းကြီးပေးပါလော့ပေးပါလော့"ဟုဆိုလေတော့အဘကတင်းကြီးသည်လိမ်မာစွာလာ၍တင်းဤကောင်းကြီးမင်္ဂလာကို ယူသွားပြီဟုဆိုလေ၏။အေးသောကလည်းသူကိုယာကုတ်ဟူသောအမည်ဖြင့်လျှောက်ပတ်စွာမှဲ့ပြီးပါပြီမဟုတ်လော့။ အကျွန်ုပ်ကိုနှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။တာဦးရိုက်ရာကို အရင်ယူသွားပါပြီ။ယခုလည်းတဖန်အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟု၍၎င်းအကျွန်ုပ်အဖို့ကောင်းချီးမင်္ဂလာတပားကိုမျှမချွင်းပါသလိုဟု၍၎င်းဆိုလေ၏။ဤဇက်ကလည်းသူ့ကိုတင်ဤအရှင်ဖြစ်စေပြီ။ညီကိုပေါင်းတို့ကို သူ၌ကျွမ်းခံစေပြီ။ဆန်စပါးစပိရည်နှင့်သူ့ကိုထောက်မပြီ။တို့ဖြစ်၍ငါသား သင်၌အဘယ်သို့ပြုနိုင်တော်အံ့ဤဟုအေသောအပြန်ပြောလျင် အေသောက"အိုအဘကောင်းကြီးမင်္ဂလာတစုံတစ်ခုမျှမရှိပါသလော်။အိုအဘကျွန်ုပ်ကိုလည်းကောင်းကြီးပေးပါလော့။ပေးပါလော့"ဟုအဘအားပြောဆိုလျက်တဖန်အတန်ကိုလွှင့်၍ငိုကြွေးလေ၏။အဘဤဇက်ကလည်းကြည့်ရှုပါ။တင်းဤနေရာသည်မြေကြီးဤစီဦးနှင့်၎င်းအထက်မိုးကောင်းခွင်ဤနှင်းနှင့်၎င်းပြည့်စုံလေမည်။ဓာအနှစ်အသက်ကိုမိုးရလေမည်။ ည၌ကြုံခံရလိမ့်မည်။နောက်တဖန်အစိုးရသောအခါတူတင်သောသဘိုးကိုတင်ဤလေပင်မှချိုးပယ်လိမ့်မည်ဟုပြန်၍ဆိုလေ၏။အခန်းငယ်41အခန်းငယ်41သည်လာဗန်ထံသို့ယာကုပ်တင်းဆောင်ခြင်းအကြောင်းဖြစ်သည်။အဘသည်ယာကုပ်အားပေးသောကောင်းကြီးမင်္ဂလာကြောင့်အေးသောသည်ယာကုပ်ကိုအညှိုးထား၍ငါအဖ၏ဝမ်းနှင်းကိုကြွေးရသောနေ့ရက်နီးပြီ။ထိုအခါငါညီယာကုပ်ကိုငါတတ်မည်ဟုအကြံနှင့်ပြောလေ၏။ ထိုတို့တားကြီးပြောသောစကားကို အမိရေဘက်ကကြားလျင်တားငယ်ရာကုတ်ကိုခေါ်၍တင်းညီအကိုအေးတော်သည်တင်းကိုတက်ပြီးမှတင်းအမှု၌စိတ်ပြေလိမ့်မည်ထို့ကြောင့်ငါသာငါစကားကိုနားထောင်ပါငါမောင်လာဗန်နေရာခါရန်မြို့သို့ထား၍ပြေးသွားပါလော့တင်းဤအကိုစိတ်ပြေသည့်တိုင်အောင် သူ့ထံမှခဏရှောင်၍နေပါလော့တင်းဤအကို စိတ်ပြေ၍တင်းသည်သူ၌ပြုသောအမှုကို သူမေ့လျော့တော့အခါငါမှားလိုက်၍ထိုအရက်မှတင့်ကိုဆောင်ခဲ့စီမိငါသားနှစ်ယောက်လုံးကိုတနေ့ချင်းတွင်အဘဲကြောင့်ငါရှုံးရမည်နည်းဟုဆိုလေ၏တဖန်ရေဘက်ကသည်ဣဇက်ထံသို့သွား၍ဂျွမသည် ဟေတာအမျိုးသမီးတို့ကြောင့်ကိုယ်အသက်ကိုညှင်းဝေးလာ၏ဤပြည်သူတမီးကဲ့သို့သောသူ ဟေတာအမျိုးသမီးနှင့်ယာကုပ်အိမ်တော်ဖက်ပြုလျင်ဂျွမအသက်ရှင်၍အဘဲကြီးသူရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏ ကပောက်ချံအခိုင်း29ပြီးပါပြီ။နှုတ်ကပတော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။